။ဦးဟာဆက်သမီးက beauty salon ဖွင့်လာတာပါရှင်။ဦးခြေသေးလက်သေးမျက်နှာပေါင်းတင်ပါညာလာလို့လို့ရပါရှင်။ကောင်းတယ်ကောင်းတယ်။ကျေးဇူးတင်ပါတယ်။သမီးလေးမမိုက်နဲ့ချက်စီးပဲအပီ။အေး။ရင်းရတာမဲ့ထောင်းကမောကံမဲ့နေထားမှာဂျန်ပန်နဲ့မော်စကူရာတို့အနေငယ်လေးညိနေကြတာခင်ဗျလူကက်တာလဲကက်ပေါ့အဲ့လောက်မတွန်းနဲ့လေကွာနောက်ဆုံး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 တွန်းကျွန်တော်ဘာမှမလုပ်ရသေးဘူးတော့သူ့ဟာသူလဲနေတာတွန်းတော့မလဲခိုင်းတာကွာတွန်းဟာ ။ဘာဖြစ်နေလဲ။လက်ကိုမကိုင်နဲ့။ဟာ။တွားလို့။ဒီမှာမထောင်းကံမောကံနေပေးလိုက်ပြီ။မော်စကူယာတရုတ်ဆောင်ပြန်ပြီခင်ဗျာ။ဒီမှာတော့အဲဒံပန်းလည်းတရုတ်ဆောင်တက်သွားပြီခင်ဗျာ။ဒီမှာဒီမှာအူနာနာစိတ်တူနေ။ကြည့်လိုက်။ဒီမှာလည်းထန်လူကြီးနေနဲ့ခေါင်းမန်းလန်ပြီးတော့တောင်ဘက်ဂိုးစီမြောက်ဘက်ဂိုးစီအသင်းတွေကိုနေရာချထားတဲ့အနေထားမှာလူကနေပေမဲ့လက်ကမနေပဲအကျွဲစီကိုအိတ်ထဲကောက်ထည့်သွားပြီခင်ဗျာ။ ဘေတော်မန်းနေတံပြန်တိုက်စစ်စတင်လာပြီးတယောက်ကိုကြော်တယ်ရထားသေးတယ်ခင်ဗျာမသိရင်လက်နဲ့ပုတ်ပြီးတော့ယူသွားသလိုပဲခင်ဗျာဘလုံးကကတ်ပြီးတော့ပါသွားတာခင်ဗျာပါမှာပေါ့ခင်ဗျာရုတ်တံနေပြကွက်မှာတကယ်လဲလက်နဲ့ပုတ်ပြီးတော့တည်သွားတာပါခင်ဗျာဒီမှာတော့ညာတော်မန်းနေတောက်လျှောက်ပဲဆွဲလာပြီးနောက်ခံလူတယောက်ကိုကြော်သွားတယ်ရတယ်ခင်ဗျာကံမြန်ဘလုံးကိုတက်နေပြီးတော့မှောက်လဲသွားပြီခင်ဗျာဒီနေ့ပွဲစဉ်မှာတော့နာမည်ကြီးအဝေးပြေးရင်ရက်နားစခန်းအသင်းအသင်းထိတ်တိုက်တွဲဆုံတဲ့ပွဲစဉ်ဖြစ်တာနဲ့အညီပြည်သက်တွေအပြည့်ကွင်းထဲမှာလာရောက်အားပေးနေကြတာခင်ဗျာ ဘာလို့မှမလုပ်ပဲအချိန်ပြည့်ကားချင်းခုံချင်နေတဲ့ကွန်မင်းထွန်းကလည်းတွဲရောက်လာတဲ့ဘလုံးပရိသတ်တွေကိုအခုလိုမျိုးပဲသူတက်နိုင်တဲ့အားလေးနဲ့ဖြောပြပေးနေတာညေပွဲစမှာအောင်မင်္ဂလာအဝေးပြေးကာယူဝင်းကကစားသမားတွေကတော့အင်ကြီးပြဝစ်စင်ထားပြီးတော့ကျွဲဆက်ကန်ကာယူဝင်းကကစားသမားတွေကတော့အင်ကြီးနေဝစ်စင်ပြီးတော့အကျိတ်နဲ့ရှင်ပြိုင်ဆွဲအဲအကျိတ်နဲ့ရှင်ပြိုင်ကစားနေကြတာခင်ဗျာဒီလိုရတယ်မယ်လက်ရှိနေထားမှာအောင်မင်္ဂလာဝေးပြေးအတင်းရဲ့လူကက်ကစားပုံတော့မဖြစ်မနေချီချူးအတိမတ်ပြူရမှာဖြစ်ပြီးတေကံဘောကနေပြိုင်မဲ့ကစားသမားတွေကိုအခွင့်အရေးမပေးရစီဖို့အတွက် တဖက်တင်းကပြိုင်မဲ့ကစားသမားတွေကိုကိုယ့်ရဲ့ခရီးတယ်လို့သဘောထားပြီးအမိရကိုဆွဲဖက်ထားကြတာခင်ဗျာစိုးစိုးကကျွန်တော်စီရင်ခံတင်ပြခဲ့သလိုနာမည်ကြီးအဝေးပြေးကာယီဝင်းအသင်းအသင်းဘောလုံးပွဲစဉ်မှာထိတ်တိုက်တွဲဆုံမှုဖြစ်တာကြောင့်လေတဖက်ကစားသမားတွေကြောင့်ဟိုဆွဲဒီဆွဲနဲ့ရုံးရင်ဆန်ခတ်မှုတွေကလည်းမကြာခဏဖြစ်ပေါ်နေတာကိုလည်းတွေ့ရတယ်ခင်ဗျာကျွန်တော်စီရင်ခံနေစဉ်အတွင်းမှာပဲကျွဲဆယ်ကန်အသင်းကပြစ်တယ်မို့ကန်ထားတယ်ကောင်းတဲ့ TV ဝင်သွားပြီခင်ဗျာကျွန်တော်ကြွားမှာတော့မျိုးသားပွဲစဉ်နေတာမကအခုလိုမျိုးမျိုးသမီးပွဲစဉ်တွေကိုပါပြည်သက်တွေကစိတ်ဝင်စားမှုမြင့်တက်လာတာကိုလည်းတွေ့ရတယ်ခင်ဗျာ လက်ပြပေါ်မြောက်ခွင်ရမယ့်နေသားမှာကောင်းထူတယ်ချပြီခင်ဗျာချပြီခင်ဗျာဂျွန်နမ်ဘတ်ကိုခုံကန်တယ်တိုင်သူကြီးရောက်ရှိလာပြီခင်ဗျာဆွဲကြပါဦးခင်ဗျာကျွန်တော်အစီအကံနေစဉ်အတွင်းမှာပဲကြက်ချင်နေသေးပါကွင်းထဲဝင်ဆွဲနေရပြီခင်ဗျာပြိုင်မဲ့ကစားသမားတွေကလည်းစပင်းနေပါဆွဲတယ်ခင်ဗျာချတယ်ခင်ဗျာချတယ်ခင်ဗျာကျွန်တော်ဒါဘီပွဲစဉ်လို့ပြောပြီးအဝါကပြတပြားမှထုတ်မသုံးရတဲ့ပွဲစဉ်တွေတက်ဆိုင်ဒါမျိုးပွဲမျိုးကတော့ကြည့်ရတာတန်တယ်ခင်ဗျာတန်တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့မင်္ဂလာအခမ်းအနားမှာမင်္ဂလာတို့သားလက်ရွေးစဉ်ဂိုးသမားလေးရဲ့ဘောစကေးကိုပြသမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ် ်မင်္ဂလာသရိုသားလေးဟာဆိုရင်ဖြင့်ထိုင်းနိုင်ငံလီဝမ်ကလပ်အသင်းကြီးတစ်သင်းမှာ professional ဂိုဒမားတဦးဖြစ်သွားရောက်ပြီးတော့ကစားခဲ့တဲ့ဂိုဒမားလေးဖြစ်ပြီးတော့မကြာသေးခင်မှာရွာကိုပြန်လည်ရောက်ရှိလာပြီးတော့သူချစ်ရတဲ့ချစ်သူနဲ့မင်္ဂလာပွဲအခမ်းအနားကြီးကိုအခုလိုမျိုးဆင်နွှဲကျင်းပတာလည်းဖြစ်ပါတယ်။အဲကျွန်တော်အစီအကံနေစဉ်တွေ့မှာပဲဂိုဒမားလေးကဘောလုံးလေးကိုလှိမ့်လိုက်တယ်။ပိုက်ဘောမိသွားပြီဖြစ်ပါတယ်။ကြွားရောက်လာကြတဲ့အဲပရိသတ်များမြင်တွေ့ခဲ့ကြရတဲ့အတိုင်းပါပဲ။သူတို့သားဂိုဒမားလေးဟာဆိုရင်ဖြင့်ကျမ်းမြေပေါ်မှာလှိမ့်နေတဲ့ဘောလုံးကိုလှလပပ ပိုက်ဘောလေးဖမ်းပြသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်ပိုက်ဘောလေးအမိကဖမ်းပြသွားတဲ့မင်္ဂလာသူတို့သားလေးကိုကြွားရောက်လာကြတဲ့အဲပရိသတ်တွေကလည်းဝိုင်းဝန်းထောပနာလက်ခုပ်တမ်းများနဲ့ချင်းမြင့်မြောက်စားပေးကြပါအောင်ခင်ဗျာ။